အလုံးလေးမင်္ဂလာပါခင်ဗျာကျွန်တော်အခုတကားပြောပြပေးမှာကတော့ YouTube ကတခြင်းတွေကိုဖုံးပိတ်ပြီးရောနားထောင်နေတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော် Chrome browser လေးဝင်ရပါမယ်။ဒီနေရာမှာကျွန်တော်ဒီပထမဆုံးအပေါ်ဆုံးမှာအစံလေး30ရှိပါတယ်။အပေါ်ဆုံးကအစံလေး30ကိုနှိပ်လိုက်ပါမယ်။ပြီးတော့လို့ရှိရင် desktop size ဆိုရှိပါတယ်။ဒီ desktop size ဆိုတဲ့ဟာလေးကိုကျွန်တော်အမှန်လေးချက်ပေးလိုက်ပါ။ ဟုတ်ကဲ့ပြီးသွားရင်တော့ကျွန်တော်အပေါ်ဆုံးကစီ search bar လေးပါဒီအောက်က search bar မဟုတ်ဘူးเนาะအပေါ်ဆုံးက search bar လေးကိုနှိပ်လိုက်မယ်ဒီနေရာမှာ y o u t u b youtube ဆိုပြီးတော့ကျွန်တော်ရက်ရှာလိုက်မယ်เนาะ youtube ဆိုပြီးရက်ရှာလို့လည်းရရဲ့ youtube.com ဆိုပြီးရက်ရှာလို့လည်းရပါတယ်ဟုတ်ကဲ့ကျွန်တော်နားထောင်ခြင်းနဲ့တခြင်းတပုတ်ကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်ကြော်ညာလေးခဏဆောင်ပေးလိုက်ပါဟုတ်ပြီကျွန်တော်ဒီလိုဒီလိုကျွန်တော်ဒီတခြင်းကိုဖွင့်ထားပါမယ်ပြီးရင်တော့ကျွန်တော်ဘတ်နဲ့ထွက်လိုက်မယ် ဘယ်နဲ့ထွက်လိုက်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးက notification လေးကိုဆွဲချလိုက်မယ်နော်ဒီမှာဆိုရင်ကျွန်တော်လာပြီးတော့ပေါ်နေပါပြီ Chrome browser ကနေပြီး YouTube ဖွင့်ထားတဲ့တခြင်းကိုလာပြီးပေါ်နေပါပြီဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ဒီဟာလေးကိုကျွန်တော် play button လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် YouTube ကတခြင်းတွေကိုကျွန်တော်စပိတ်ပြီးတော့နားထောင်လို့ရပါပြီဖုန်းပိတ်ပြီးတော့နားထောင်လို့ရပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like subscribe တွေနဲ့အားပေးဖို့တောင်းဆိုပါရစေ။မင်းဆိုလို့တည်ကျင်တဲ့အကြောင်းအရာများကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာကြံပြုရေးသွားနိုင်ပါခင်ဗျာ။